အားလုံးပဲမင်္ဂလာပါ The Goddess Tarot မှာပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုလေးက Money Love Tarot Readings ဗီဒီယိုလေးနော်အထူးသဖြင့်ဒီအောက်တိုဘာလ10ရက်နေ့ကနေနိုဝင်ဘာလ10ရက်နေ့အထိလုပ်ပေးတယ်တစ်ဖက်သူနဲ့ကိုနဲ့ကြားထဲမှာဘာတွေဆက်ဖြစ်မလဲဆိုရယ် reading ဖြစ်ပါတယ် monthly pick a card ဖြစ်ပါတယ်အဲ့တော့အရှိရအဆက် video လေးပေါ့နော်ဒီ video ကတော့ part 2ဖြစ်ပါတယ်အရှိရ video မှာတော့ group 1အတွက်ကိုမျိုးစုပြောထားပြီးပါပြီ link လေးပြန်ထည့်ထားပေးပါမယ်တကယ်လို့ဒီဗီဒီယိုအခုမှ bump in ဖြစ်တဲ့သူတွေကိုရွေးလိုက်တဲ့ stone လေးပေါ့နော်ဒီ stone လေးကိုလည်းမစုပြန်ပြပေးမယ်နော်ကိုရွေးလိုက်တဲ့ stone လေးကတကယ်လို့များ group 2နဲ့ group 3ဖြစ်နေရင်ဒီဗီဒီယိုမှာပဲရှိပြီးတော့ group 1ဆိုရင်တော့အရှိရဗီဒီယိုလေးမှာတွားကြည့်ပေးပါနော်အဲ့တော့အခု stone လေးတွေကိုမျိုးစုပြန်ပြပေးမယ်။ဘယ်ဘက်အစုံဆုံးက group 1ဖြစ်ပြီးတော့အလဲက group 2နောက်ပြီးတော့ညာဘက်အစုံဆုံးက group 3ဖြစ်ပါတယ်။အဲ့တော့ရွေးချယ်ဖို့အချိန်ပေးမယ်နော်။ ဗီဒီယိုကိုအချိန်မလောက်လို့ရှိရင် post လုပ်ပြီးတော့ရွေးချယ်လို့ရပါတယ်เนาะအခုစပြီးတော့ရွေးချယ်လို့ရပြီเนาะโอเคအခု group number 2 citrine group ကိုရွေးချယ်တဲ့သူတွေအတွက် reading လို့ပြောလို့ကြည့်မယ်เนาะ Oh, Citrine Gold Red. What universe holds for you for group number two? Okay. What's going to happen for this coming month? October. This month, October. So, Mm. 就是往里给说他，喏、no?。 လေးကလုံးကိုခြုံငုံပြီးတော့ပြောမယ်နော်ပထမဦးဆုံးကြားရတဲ့ card က7 of pentacles waiting နဲ့ waiting and waiting တဖက်သူနဲ့ကိုယ်နဲ့ကြားထဲမှာစောင့်ဆိုင်းတဲ့ energy တဲ့ဘာလို့စောင့်ဆိုင်းနေရလဲဆိုလို့ရှိရင်တဲ့နော်တဖက်သူနဲ့တချို့သူတွေကဆက်သွယ်ပြန်ရဖို့စောင့်နေတချို့သူတွေကကြာတော့တဖက်သူနဲ့ကိုယ်နဲ့ကြားထဲမှာ commitment ပေါ့နော်ဆက်ဆံရေးတခုဖြစ်နေပြီဆိုရင်တော့မှ commitment ရမယ်အနေထားတွေကိုဖြစ်လာဖို့စောင့်နေတချို့သူတွေကကြာတော့တဖက်သူ ကိုစီကိုတိုးလာမဲ့အချိန်ကိုစောင့်နေဥမာ crush ဆိုလို့ရှင်ကိုကကြိတ်ပြီးသဘောကျနေရတာမျိုးရှိတယ်တချို့သူတွေတော့ကကြတော့တငယ်ချင်းမကရေးစားမကြအခြေအနေတွေကနေ relationship ကူဖို့စောင့်နေဒါမှမဟုတ်တစ်ဖက်သူရဲ့စကားတွေ message တွေကိုစောင့်နေရလဲဖြစ်နိုင်တယ်ဒါပေမဲ့ဒီမှာပါတဲ့ energy ကတော့မြစုကြည့်တာကတော့ ongoing ဖြစ်နေတဲ့ဆက်ဆံရေးတွေအပေါ်မှာသွားပြီးတော့ reflect ဖြစ်တာပေါ့နော်အဲဆိုတော့အဆက်အသွယ်ရန်ပြတ်နေတဲ့သူတွေလို့တော့မခံစားရဘူးဒါပေမဲ့ individually တူးချင်းရဲ့ energy ပေါ်မူတည်ပြီးတော့ကွဲပြားနိုင်တာပေါ့နော်အဲ့တော့ဒီ reading video ကတော့ general energy ဆိုတော့ကိုယ်နဲ့ energy မကိုက်ခင် panic မဖြစ်ပါနဲ့เนาะ personal reading ဝယ်ခြင်း page messenger boss ကိုဆက်သွယ်ပေးနော် okay အဲ့တော့ဆက်ပြီးတော့ပြောမယ်နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်မြို့မြင်တာက commitment တို့ marriage တို့နောက်ပြီးတော့နောက်ထပ် next level ကိုသွားဖို့စောင့်နေတာတို့တောင်းနဲ့တယောက်ကြားထဲမှာပို့ပြီးအဆင်ပြေမယ် i to i ဖြစ်မယ်အနေအထားတွေကိုစောင့်နေတာမျိုးတွေဖြစ်တတ်တယ်တဲ့နော်ဒါမဲ့အခုဒီလအစပေါ့နော်ဆိုတော့ maybe last week လောက်ကဖြစ်မယ်သို့မဟုတ်အခုလည်း keep on going ဖြစ်နေတာမျိုးဖြစ်မယ်တစ်ဖက်သူနဲ့ကိုယ်နဲ့ကြားထဲမှာအဆက်အသွယ်အရန်ပြတ်နေတာမျိုးတော့ဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့ maybe တစ်ဖက်လူကအလုပ်တွေများပြီးတော့ကိုယ့်ကိုဖတ်မလုပ်နိုင်တာကိုလိုချင်တဲ့အရာကိုရဖို့အတွက်ကိုဆက်ပြီးတော့စောင့်ဆိုင်နေရသေးတာဒါပေမဲ့ဒီတလုံးမှာမှာတစ်ဖက်သူရဲ့ပုံစံကကိုယ့်ပုံမှာပိုစင်းကားသလိုဖြစ်နေတယ်တချို့သူတွေအတွက်ကကြတော့ ဒီတစ်ဖက်သူကကိုယ်စကားအရင်လိုမပြောဘူးအချိန်မပေးနိုင်ဘူးအလုပ်တွေရှုပ်နေတယ်ဆိုတော့ကိုကဘလို့ဖြစ်နေလဲဆိုတော့စာဝင်းဆောင်ရင်းကနေပင်ပန်းလာတယ်တကယ်ဟိုကဆက်ဆောင်နေသင်းရဲ့လား disconnection မှာငါဆက်နေနေတာ worth it ဖြစ်ရဲ့လားဆိုတာမျိုးတွေဖြစ်တတ်တယ်ဒီမှာပါတဲ့ cut ကတော့ तू ကကိုယ့်အတွက် patience ဖြစ်ဖို့ပြထားတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ထပ်တစ်ကတ်ကိုကြည့်ကြည့်နောက်ထပ်တစ်ကတ်က တော်တော်ကောင်းတယ် 401s က တဖက်သူနဲ့ကိုယ်နယ်ကြားထဲမှာကိုလိုချင်တဲ့အနေအထားတစ်ခုကိုရောက်ဖို့အတွက်အဲ့ဒီ step မရောက်ခင်မှာပို့ပြီးတော့ကြမ်းတဲ့အနေအထားတွေကိုဖျက်ကျော်ရတာเนาะအဲ့တော့လောလောဆယ်ကတော့ကိုလိုချင်တဲ့အတိုင်းဖြစ်အောင်မှာမဟုတ်ဘူးအဲ့တော့တချို့သူတွေအတွက်ကကြတော့ဒီလအကုံလောက်မှာ tammy relationship ဖြစ်ချင်မှာဖြစ်မယ်အဒီလအကုံလောက်မှာအဆင်ပြေချင်မှာပြင်မယ် maybe နောက်တစ်နှစ်လသုံးလဆောင်ရတာလည်းဖြစ်နိုင်တယ် but at the end မှာ yes you're going to get commitment from this person and you're going to hear from this person and also you're going to get what you want in this connection တော့ဒီ connection မှာကိုလိုချင်တဲ့အရာမျိုးပို့ပြီးခိုင်မြဲလာတာမျိုးရလာတတ်တယ်။ကိုကင်တွေ့ရဖို့တော့လိုတာပေါ့နော်။ကိုကဒီလိုပြောလိုက်ပင်မဲ့ဟိုကိုကဆိုတာမြစ်စွာဒီလိုပြောလိုက်ပင်ပဲကြည်နေတဲ့သူတွေကဒီကြားထဲမှာဥမာပေါ့နော်ဟို law of attraction သဘောတရားလို့ပေါ့။ပြဿနာတွေရှာရန်နေဖြစ်တောင်းချမ်းပြီးတော့ပို့ချင်းနေပို့ဆိုးသွားတာဆိုလို့ရှိရင်အဲ့လိုအခြေအနေမျိုးဖြစ်ချင်မှဖြစ်မှာလေနော်ကိုကင်တွေ့ရဖို့လဲလိုတာပေါ့ဘာလို့လဲဆိုတော့ everything ကဟို tarot card ကြီးကပြောရလဲမဟုတ်ဘူးနော်ကိုရဲ့ ဒီ action တွေပုံမှာမူတည်ပြီးတော့လဲအောက်ခံနေရကွဲနိုင်တယ်ဒီလို general rhythm မဟုတ်ဘူး misery ရဲ့ life မှာလဲအဲ့တိုင်းပဲတခါလေကြားလို့ရှိရင်ဒါကတော့ knowledge အနေနဲ့ပြောပြတာပေါ့နော်တခါလေကြားလို့ရှိရင်ကိုကအဲဒီလိုဒီလိုမျိုးအကြံပေးလိုက်တယ်ဆိုပေမဲ့ဒီကိုကိုမေးသွားတဲ့လူပေါ့နော် client က energy ကအရန်ကို depressive ဖြစ်နေမယ်နောက်ပြီးတော့ negative တွေပဲနေတိုင်းဖြစ်တွေးနေမယ်အဲပြီးတဲ့အခါကြားလို့ရှိရင် action တွေကလည်းကိုယ့်ရဲ့ negative mindset ပုံမှာခြေခံပြီးဖြစ်တော့ပို့ပြီးတော့ဒီဆိုးရွားစေမဲ့ action တွေပေါ့နော်ဒီဆက်ဆံရေးမှာပို့ပြီးတော့ communication တွေ poor ဖြစ်စေမဲ့အရာတွေလုံးမိမယ်ဆိုလို့ရှိရင်တော့ပို့ဆိုးသွားနိုင်တယ်အဲ့ဒါ terror ထက်ဆိုင် logical common sense နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ action တွေအကုန်လုံးကအတွေးပေါ်မှာမူတည်နေတာ哦เนาะအဲ့တော့ဒါကြောင့်မလို့ positive thinking ကိုမွေးပါဆိုတာ positive thinking မွေးတယ်ဆိုလို့ရှိရင်အရာကုန်လုံးကိုဖြည့်တွေးပတ်တယ်ဖြည့်ဖြည့်တွေးပတ်တယ်ဟုတ်ပြီဖြည့်တွေးပေးတတ်တယ်အကောင်းမြင်တဲ့စိတ်နဲ့ကြည့်တော့အခြေအနေတွေကလည်းနည်းနည်းပြန်ပြီးကောင်းလာတာမျိုးဒါကြောင့်မလို့ don't caught up in terror readings เนาะမြို့သူက terror ပြောနေရဲ့ဒါပေမဲ့ terror readings တွေကို caught up မဖြစ်ပါနဲ့ terror readings တွေကပဲဘဝကိုဆုံးဖြတ်ပေးတာမဟုတ်ပါဘူးခုဒီမှာပြောသလိုပဲပေါ့เนาะမြို့သူကပြောထားရယ်ပေါ့เนาะနောက်ဆုံးမှပြန်အရှင်ပြေမယ်လောလောဆယ်မှာတော့ဒီမှာဆိုကြည့်လိုက်လေကောင်လေးကငိုကြွေးပြီးတော့ရမ်းကိုခံစားနေရတယ်ဆိုတော့ ိုဒါမှမဟုတ်လို့ရှင်ကိုဘာပဲပေးပေးကိုဘက်ကလုံးဝကိုသူ့ဘာသာနဲ့သူသူ့ပြဿနာရင်းနဲ့သူပိတ်မိနေရတော့ကိုဘာပဲပေးပေးလုံးဝအဆင်မပြေနိုင်ဘူးဆိုတော့အဲ့တော့ဒီလိုမျိုးအခုချိန်မှာဆိုးရွားနေတယ်နောက်ဆုံးကြရင်တော့ပြန်အဆင်ပြေမယ်လို့ပြောထားပေမဲ့ကိုကဒီကာလမှာအရန်ကိုပြဿနာတွေရှာမယ်နောက်ပြီးတော့ဟိုတစ်ဖက်သူကိုပေါ့နော်ချိန်လုံး message တွေပို့မယ်ငါ့ကို space ပေးပါလို့ပြောတာမျိုးတွေငါနေ့ကိုနောက်မှဆက်သွယ်မယ်ဆိုရင်လည်းမရအောင်နေတိုင်းဖုန်းခေါ်မယ်ဆိုရင်တော့ပို့ဆိုးသွားနိုင်တယ်เนาะ အဲ့တော့ဒါကတော့ဒါရှင်းပြတာ don't caught up in terror reading ဆိုတာဒီပြထားတဲ့ outcome အတွင်းထွက်ကိုထွက်မယ်ဆိုတာမျိုးမဟုတ်ဘူး so they are just checking your energy they are just showing which energy you are in and then give some guidance to change it terror reading ဆိုတာကကိုဖြစ်နေတဲ့လက်ရှိ energy ကိုပြပြီးတော့ change လုပ်ရအောင်လို့ guidance ပေးတဲ့ tools ဖြစ်တယ်အဲ့တော့တချို့လူတွေကထင်မှားကြတယ်။ terror readings ကိုဘဝအတွက်လုံးဝအကြီးကျယ် ီဟာဒီဟာပြောလိုက်တာမှဒါပဲဖြစ်မယ်ဆိုတာမျိုးမဟုတ်ပါဘူး tarot readings ပါမဟုတ်ဘူးအကြာမြင်နေတို့တခါလေးကြာရင်လက္ခဏာတွေအကုန်လုံးအဲ့တိုင်းပဲဒါမျိုးစို့ပြောတဲ့လူတွေတက်တက်ဆင်အောင်လွဲတာမျိုးတွေရှိတယ်ဘယ်တော့မှအဆင်မပြေတော့ဘူးအများတမ်းပဲငိုကြွေးနေရမယ်ဆိုပြီးတော့ပျော်လို့မော်လို့မျိုးစွာကြတော့အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့ is your energy after all anyway အဲ့တော့စကားရတော့များသွားပြီပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလအကုန်မှာ တချို့သူတွေ communication တွေပြန်ရလာမယ်တချို့သူတွေ commitment ရမယ်တချို့သူတွေပျော်ပျော်ရွှင်ရွှင်အချိန်တွေပြန်လဲဖြတ်တန်းရမယ်အဲ့တော့ if you are waiting patiently just be patient and go through the stage and currently ကိုကိုကို focus လုပ်ပါလှုပ်ရှားရှိတာတွေလုပ်ပါ attention ကို သူ့ပေါ်မှာပဲထားရမှာပဲ ਨੇ ကိုလို့ဆက်ရှိရတယ်လုံရင်းနဲ့ shift လုပ်ထားပါဆိုတော့ everything ကသူ့အနေနဲ့သူသူ once you let go everything will fall into place ဆိုတာ ဖြစ်လာပါလိမ့်မယ်เนาะ အခုဒါကတော့ group number 2အတွက်ဖြစ်ပါတယ်အခု the last group the rose quest group အတွက် group number 3 gram 0လို့သွားမယ်နော်တစ်ဖက်သူရဲ့တစ်ဖက်သူရဲ့တစ်ဖက်သူရောက်ပြီတယ် what is the energy between group number 3 and the other person okay what's going to happen for this coming coming october 10 to november 2 စစပေါင်းလေးကပ်ဆွဲမယ်နော်လေးကပ်ဆွဲထားလိုက်မယ်အဲ့တော့တာဥထွက်ကောင်းတယ်တာဥထွက်လို့ခေါ်တာလားပွဲဥထွက်လို့ခေါ်တာလားမသိဘူးဒီခါလေးကြားလို့ရှင်လဲစကားတွေကကိုယ့်ကိုယ်လည်းဘာတွေပြောမှမသိအဲ့တော့ပြောကျင်တာကတော့ ten of cups ဆိုတော့လောလောဆယ်မှာပြန်လည်ပြီးတော့တိဆောက်နေတဲ့ကာလတွေသို့မဟုတ်ပြန်လည်ပြီးတိဆောက်ဖို့အတွက်ကိုမျှော်လင့်ချက်တွေရှိလာတဲ့ချိန်တွေသို့မဟုတ်လက်တလောအမှာပေါ့နော်ဒီဆက်ဆံရေးတခုတွေကထွက်လာတဲ့သူတွေတယောက်တစ်ဖက်နေတော့မယ်လို့ဆုံးဖြတ်တဲ့သူတွေအခုရက်ပိုင်းမှာ ကိုဘဝအတွက်ရေရှည်သွားလို့ရမယ့်သူတယောက်ကိုတွေ့တာသို့မဟုတ်ရေရှည်သွားလို့ရမယ့်သူမျိုးနဲ့စုံစည်းလာမှာမျိုးတွေရှိတတ်တယ်နော်ဘာဖြစ်လို့လဲသိလား Ten of Cups နဲ့ Ace of Pentacles က family တို့ long term potential တို့နော် home နဲ့ပတ်သက်တယ်အဲ့တော့ဘဝကိုရေရှည်သွားလို့ရမယ့်သူမျိုးတွေ့ရင်တွေ့မဟုတ်လို့ရှိရင်ကိုနဲ့ရေရှည်သွားဖို့အတွက်အဲတခုဖြစ်နိုင်တာကတကယ်လို့ပေါ့နော်တကယ်လို့ ဒီဗီဒီယိုလာကြည့်နေတယ်လုံးဝ single သမားတွေဆိုလို့ရှိရင်တော့ဒါကိုယ့်အတွက်ပြောရင်တော့အခြေတကျဖြစ်လာမယ့်အခြေအနေတွေကိုပြထားတယ်အခြေတကျဆိုတာကအလောက်ကိုင်းအခြေတကျခြေတကျဖြစ်လာမယ်သူမဟုတ်ငွေရေးကြေးတွေဒီရပိုင်းမှာဝင်လာတာမျိုးရှိမယ်သူမဟုတ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေနော် stable ဖြစ်လာတာမျိုးတွေရှိတတ်တယ်ဒါပေမဲ့ single တွေလို့တော့မထင်ပါဘူးဘာလို့ဆို single ဆိုရင်လည်းဒီ reading ကိုပဲလာကြည့်မလဲနော်တယောက်ယောက်ရှိနေလို့ကြည့်တာပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် တယောက်ယောက်ရှိနေတဲ့သူတွေဆိုရင်တော့ဒီရက်ပိုင်းမှာပြန်လည်တင့်မြလာတာမျိုးတွေရှိမယ်တဲ့နော်အဲသို့မဟုတ်ကိုယ်နဲ့ ongoing ဖြစ်နေတဲ့ဆန်ရေးတွေဆိုရင်ပို့ပြီးတော့ deep ဖြစ်လာတာမျိုးရှိမယ်ဒါပဲမဲ့တဲ့နော်လောကကြီးကတခါလေကြာရင်အကောင့်တိုင်းမပေးဘူးဘာဖြစ်လို့လဲဆိုတော့လေတထဝါကြီးပါလာတယ်ဒီရက်ပိုင်းမှာ give site ပေးပါ အထူးသဖြင့်ဒီလဒီအခုကနေစပြီးတော့2 week ဆိုတော့လအကုန်လုံးဖြူ give site ပေးပါတဲ့နော်ဘာဖြစ်လို့လဲဆိုတော့အဆင်ပြေနေတဲ့အကြာကမှာရုပ်တရက်ပြဿနာပေါ်တတ်တယ်ပြဿနာကြီးတယ် ို့စကားများတာတို့ဒါမှမဟုတ်လို့ရှင်ရုပ်တရက်ထင်လွဲစရာဖြစ်တာမျိုးတွေတို့ကိုမသိသေးတဲ့ကိစ္စတွေပေါ်လာတာတို့အဲ့ကျင်ကြရင်လုံးဝကိုမျောလင့်ထားခဲ့တဲ့အရာတိဆောက်ထားခဲ့တဲ့အရာတွေအကုန်လုံးကအစိတ်စိတ်မုံမပြုတ်ကွဲသွားသလိုခံစားရတယ်။ဘာလို့လဲဆိုတော့တထဝါကြီးကြီးလိုက်မိစွာတော့တထဝါကတ်ကိုတော်တော်လေးကြောက်တယ်။ဘာလို့လဲဆိုတော့ပြင်ဆင်ချိန်မရဘူး။ရုတ်တရက်ဝုန်းကနေဖြစ်လာတာ။ဟိုတာဝါကိုမိုးချိုးပစ်ချလိုက်သလိုပဲဖြစ်တာပေါ့နော်။အဲ့တော့ကို့အတွက်ရန်ကိုဒီကြီးကြီးမားမားပြဿနာပေါ်လာတာရရှိမယ်။တကယ်လို့ဆက်ဆံရေးမှာ ပြဿနာမပေါ်တဲ့သူတွေဆိုရင်အလောက်ကိုင်းမှာပြဿနာပေါ်တာမျိုးတွေတို့ကိုယ့်ရဲ့ life မှာရုပ်တရက်ကို throw out of balance ပေါ့ဟိုကိုယ်လက်ရှိဖြစ်နေတဲ့အခြေအနေကိုဝုန်းကနေပြောင်းပြန်လှန်သွားအောင်လို့လုံးဝစိတ်ပိုင်းဆိုင်ရာမှာစိတ်သက်ထိုးချသွားတာလို့အဲ့လိုမျိုးဖြစ်တတ်တယ်။အဲ့တော့အဲ့ဒီ energy က relationship ကို affect ဖြစ်တတ်တယ်။ကွဲတာမျိုးမဟုတ်ဘူး။ဒါမှမဟုတ်ပြဿနာပေါ်တာမျိုးတွေရုပ်တရက်ပေါ်တော့အထင်လွဲမြင်လွဲဖြစ်တာမျိုးတွေရုပ်တရက်ဒီစကားများပြီးတော့အဆက်အသွယ်ခဏရက်တာပြတ်တာမျိုးတွေ the worst case scenario မှာဖြစ်တတ်တယ်။အဲ့ဒါလေးက ခဏလေးပါပဲဒီရက်ပိုင်းသို့မဟုတ်ဒီ week တပတ်နှစ်ပတ်လောက်အတွင်းမှာတတိထားပေးပါတဲ့ဒါပေမဲ့အဲ့ဒီရက်မှာပြန်အစဉ်ပြေးလိမ့်မယ်နော်ဒီကက်ကိုပဲပြောနေလို့မမေ့ဆိုတာဆွဆွပြီးတော့ဖျက်ချောင်းနေရဆိုပြီးတော့ပြောမှဆိုလို့နော်ဒီဟာတခုလည်းမဟုတ်ဒီမှာ two of ones တဲ့ two of ones ကလည်းမပါလို့မရဘူးဆိုတော့ two of ones ကကြာလာလို့တော့ပါသေးတယ်မဟုတ်လို့ရှိရင်တော့မလေးအစိုးသတင်းတွေပဲပေးတဲ့အတွက်ကြောင့်မလို့မမေ့ဆို page ကိုဘယ်တော့မှမကြည့်တော့ဘူးတွေပါဖြစ်ကုန်တော့မယ် I'm just joking tarot reading စီကိုပြောပါတယ်အရှိမလည်းပြောခဲ့တယ်သူအရင်ကြီးတရားရဂိုင်းတော့ကြီးမခံစားပါနဲ့ဒါကိုလည်းမှားနိုင်တာပဲလीနော်နောက်ပြီးတော့ဒါအများရဲ့ energy ကိုယူတာဆိုတော့တူတူတယောက်ချင်းအတွက်ကန့်ညီချင်မှာကန့်ညီမှာပေါ့နော်အဲ့တော့ပုတ်ပုတ်ပါပဲထားပြီး listen လုပ်ပါဘလို့ပဲဖြစ်ဖြစ် two of ones ပါတဲ့အတွက်ကြောင့်မကိုလည်းတပင်းချလို့ရတာပေါ့နော် two of ones ပါတဲ့အတွက်ကြောင့်မပြန်စင်ပြေလိမ့်မယ်အဲ့တော့ဘလို့ပြဿနာပဲဖြစ်ဖြစ်အခုတလောမှာပြဿနာပဲဖြစ်ပြီးပြီးပြဿနာဖြစ်ပြီးပြီးမမစ်ဆိုရင်ပြတ်ထားပြီးပြီးဆိုလို့ရှင်လည်းပြန်စင်ပြေလိမ့်မယ်တပတ်နှစ်ပတ်တော့စောင့်ပေးပါနော် တကယ်လို့အခုမှပြဿနာဖြစ်တော့မယ်ဆိုတဲ့အရေးအယောင်တွေဖြစ်နေတဲ့သူတွေလည်းအပီးပြက်တာမျိုးတွေဖြစ်မှာမဟုတ်ဘူးကိုယ့်ဘက်ကနည်းနည်းလေးစကားပြောတာထိန်းလို့ရတာပေါ့နော်ပြီးရင်တော့သူနဲ့ကိုယ်နဲ့ကြားထဲမှာညှိနှိုင်းလို့ရတဲ့အနေအထားမျိုးဖြစ်မှာပဲဒါမှကြည့်ကြည့်လေနော်မိခိုးတွေထွက်နေသေးတယ်တဘောကကြတော့ပြဿနာငိမ့်သွားတယ်ဆိုပေမဲ့မိတေသွားတာပေါ့ဒါမှလည်းအငွေ့အသက်တွေကကြံနေသေးတယ်ဆိုတော့ဆက်ပြီးတော့ညှိနှိုင်းရမယ့်အရာတွေဖြစ်လာတတ်သေးတယ်နော်အဲ့တော့ အပြီးကွဲသွားတာလို့ဒုက္ခပဲလို့သူကတော့ဘဝတွေကလုံးဝထွက်သွားပြီအဲ့လိုမျိုးမဟုတ်ပါဘူးဘလို့ပဲဖြစ်ဖြစ်ဘယ်ပြဿနာမျိုးပဲကြုံကြုံကိုယ့်ရဲ့ personal life မှာပဲဖြစ်ဖြစ် relationship မှာပဲဖြစ်ဖြစ်ပြန်ပြီးပြည်လဲသွားလိမ့်မယ်ဒါမဲ့ကိုယ့်ဘက်ကတော့ဆက်ပြီးတော့လောက်ကင်စရာညှိနှိုင်းရတဲ့အရာတွေလည်းရှိနေပါသေးတယ်နော်အဲ့တော့ဒါလေးကတော့ group number 3အတွက်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ် ဒီ post လေးရဲ့အောက်မှာ promotion link လေးပါမျိုးပြန်ပြီးထည့်ထားပေးမယ်เนาะ Mizu Sanity products တွေ promotion ချနေပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက် video တွေကြာမှာမျိုးတို့ပြန်လည်ဆုံတွေ့ကြမှာเนาะ